ဆော့တာဆင်ဆင်ဆက်ဆက်လေးနဲ့ပေါင်းပြီးတော့စားရအောင်မအီပဲနဲ့မိုက်တင်စားလို့ပါတခုလေးနဲ့အောင်ပသက်ထင်အောင်မဆန့်တော့ဘူးကြီးပဲချဲ့ပဲ ရန်ရောင်းရတယ်စဖွင့်တဲ့နေ့တရရောင်းရတာပဲအဲ့ဒီမရောင်းတဲ့နေ့မရှိဘူးမကုန်တဲ့နေ့လည်းမရှိဘူးဖွင့်ပြီးအဲ့ညက်လည်းကုန်တာပဲအဲ့နဲ့တိုး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 ကအခု90ပတ်ဝန်းကျင်ဖြစ်သွားတယ်အန်ဒီကချက်တဲ့နေရာမှာလည်းတီချာဆေးတယ်တီချာတတရရလှုပ်တယ်အလုပ်တစ်ခုကိုလေဘီဘီရောမလုပ်ဘူးအန်ဒီကအဲတကယ်ပြောတာအဲ့ဒါအန်ဒီရဲ့စေတနာပဲအဲ့စေတနာအကျိုးပေးသွားတာလားတော့မသိဘူး ီအားလုံးပဲမင်္ဂလာပါမိရဒီနေ့ရန်ကင်းမှာရောက်နေရဒီနားမှာဝတားတို့တို့ဆိုင်ကောင်းလေးတစ်ဆိုင်တွေ့ထားရဲအာမီဒီနေ့ try ကြည့်မယ်ပိတ်သက်ကြည့်တဲ့ like ခဲ့နော်ဆိုင်ကတော့နည်းနည်းလေးတော့ရှင်းသေးတယ်ဒီမှာဒီဆောင်းပဲဆိုင်လေးอ่ะဆိုင်ကနမယ်လေးอ่ะရန်ဆန်းတယ်နော်ဖြူပိုင်းကြိုက်တဲ့နှင်းစီไก่နဲ့အဲ့ဒီမင်္ဂလာပါဟုတ်ဟိုလေးဆိုင်နမယ်ကိုကြည့်ပြီးတော့ထူးဆန်းနေရအဲ့ဘလို idea လေးနဲ့ပေးဖြစ်တာလဲလို့ဩအန်တီသားလေးတွေအတွက်လေး အနိသားလေးတွေကချူချူပွေ့ပွေ့လေးတွေအော်ကြီးလားဘဝတတကလေးကိကိကလေးနေဟုတ်လားဆိုင်မခေါ်လာလားတီကျောင်းသွားတယ်အော်ကျောင်းသွားပါတော်တော်ထွားတယ်လုံးဝကြီးပဲ အဟောအတုံးနေတာဝတ်သားစုဆိုင်ဆိုတော့ကြာတန်ကျော်တုတ်ကအမြဲတွဲနေတာဆိုတော့ကြာတန်ကျော်တုတ်လေးရရယ်ရှာလေးရရယ်ချင်းနိုင်ရရယ်တမီတုံးတတ်တာရိုးနုဥမအဆုံရှိတယ်ဆိုရင်ခေါင်းတုတ်လေးရရယ်အဆုံတုတ်လေးရရယ်ဒီဟာကြောက်အအထက်ကအရွက်ကကြောက်ဂျမ်ဆိုင်နော်ဂျမ်ဂျမ်ဆိုင်ဟာခွတ်တီပဲဂျမ်ဆိုင်မီ favorite သားပါအောင်ပိတ်သက်ကြည့်တုံးတတ်တာတခုလေးနဲ့အောင်ပါသက်ထင်အောင်မဆန့်တော့အကြီးပဲရှဲ့ပဲ ောက်ကလည်းဆက်ဆက်လေးမြည်အကြိုက်ပေါ့နော်ဒါပေမဲ့အဆက်မစားနိုင်ဘူးဆိုရင်တော့အအချို့အချို့လောက်ခိုင်းလို့ရရဲ့အဲ့ဒီဟေးရလဲမိုက်အနီရအစားရတဲ့အနီရအဲ့လိုအစားတောက်ချက်တာတိတ်သွားရတာပါလေအရင်စားတောက်ဆိုင်ထောင်ထားရလေအဲကလေးတွေငယ်လို့ဆိုပြီးအနီနားလိုက်ပေါ့ကွာအဲ့လိုချက်နေရတာကိုဝါနာပါလားအိမ်မလေးအဲ့လိုစီမရောက်ငယ်လဲအနီရအိမ်မအဲ့လို ခင်းတဲ့လူတွေကို ချက်ကျွေးရအဒီအလုတ်နားနေတဲ့ချိန်တော့ဘုံကြီးအပါ30လောက်ရှိရနေ့တိုင်းချက်လူရဇီအစားတောက်ပဲကိုကလည်းလှုပ်တော့ဝါဟနာလည်းပါချက်လေးချက်တာလည်းရမ်းလည်းလှုပ်ချက်တာအဲ့လိုကျန်တဲ့ကြောတုတ်လဲရပါပြီချဲပဲအများကြီးပဲနော်ကန်းစားလည်းနူးလေး အခိုင်ကျရင်အဲ့လိုမျိုးရှိရမလားလို့နေရလို့ရှိရင်ပါတာဆန်မာဝါးတာပဲရှိတယ်ဒီမှာတော့အရှင်ပြေနူးနူးလေးနဲ့အဲ့ဒီအသေးလေးနှိပ်ပေးပါဘာခုနအနီထပါရအယိုးနုပဲအကြည့်ပဲညအသေးကိုဒီမှာဥဂျုံနဲ့တွဲစားမယ်နှချောင်းအကြည့်ပဲဒါစနေအောင်မဆန်းတော့ထားပါဦးဆယ်ပဲ ။ဒီကအဝတ်တာတူထူဆိုင်သွားပြီဆိုလုံးဝထမင်းလို့ပဲ။ငါ share စာပြုရရင်အဲ့ရထမင်းထမင်းစားနိုင်တော့စားသွားလို့ညာ။အန်ဒီစီမှာအစားအများဆုံးကတော့နန်ယိုးတို့လေနန်ယိုးနုတို့ရှာတို့နန်ယိုးနုဆိုတာလေသမီးရလေသူများရေလို့မဟုတ်ဘူးနန်ယိုးနုကြွကြော်လုပ်တဲ့ဟာမျိုးကြီးလေအန်ဒီကဒီမှာတွေ့လားဒီမှာလုံးဝနန်ယိုးအနုနော်သမီးကြည့်လိုက်အဲ့လိုမျိုးလေ ။တချို့ရဒါမျိုးရဈေးကြီးလို့မလုပ်ဘူးတချို့။ဒါအမရိုလည်းပြောတယ်။အသားကိုရေခဲရိုက်တွေပါမပင်းနဲ့တင်းမကြိုက်ဘူး။အဲ့လိုပစ္စည်းဈေးချို့တာကိုအန်ဒီမလိုက်ဘူး။မြတ်တယ်ဆိုတာတမီးရဲ့အများကြီးမလုပ်အန်ဒီလှူချင်တယ်။ဒီဆိုင်ဆောက်ဆောက်တယ်အန်ဒီအမြတ်ပထမဆုံးရတဲ့အမြတ်ကိုကြောင်းဆောက်တယ်။တင်းရဲ့ဆိုရင်ကွာသူများကြီးဆိုရင်ဒီလိုထဲမှာဒီလိုမျိုးရင်မထက်ဘူး။အန်ဒီဆိုရင်အဲ့လိုထဲတာ။ဒီမထက်တယ်တွေ့လား။အာဒီရမို့အယိုးနဲ့ချိုတဲ့အချိုလိုချင်တာချုံမုံနေပါရင်လည်းချိုတာကိုမလိုချင်ဘူး ရရွတ်ဟွာဒီမှာတရရွတ်တရရွတ်တိချာမစားကြည့်ဘူးစားကြည့်ရပါတယ်တရရွတ်လည်းမိုက်တယ်စုံစားခြင်းနဲ့ဆိုရင်တော့စောစောလေးလာပါမြရစောစောလာမှာအဆုံးပဲမြို့ဥပိတ်လေးဒီမှာအတော်များများကြိုက်တဲ့ဥပိတ်ဒီမှာလဲအုံနောက်လဲရရပေါ့ဒီမှာပါအဲ့ဒါအီမာဆိုဟိုဟာရုပ်တီလေးနဲ့တံမြာလေးလေးညှက်ပြီးတော့ နူးညံ့ညာပဲစက်ထဲမှာပျော်သွားကွာခင်းဒီလဲဆက်ထားရဲတမျာဒီလဲညှစ်ထားကြောချင်းဆက်ဆက်လေးမဆုပ် sauce ကိုကြိုက်လားမကြိုက်လားကုန်တော့ကုန်တော့မှာနူးနူးအီအီလေးဟောက်ကောစားလဲနူးနူးလေးမှာ sauce တက်ချင်းချင်းဆက်ဆက်လေးနဲ့ပေါင်းပြီးတော့စားကလုံးဝမအီပဲနဲ့မိုက်တယ်စားလို့ပါအဲဆုံးဆက်စားလိုက်အောင်မနော်အာဒါဥမပါ အရေးရောင်းရစာဖွင့်တဲ့နေ့တရရောင်းရတာပဲအဲ့ဒီမရောင်းရအနေမရှိဘူးမကုံတဲ့နေ့လည်းမရှိဘူးဘယ်လိုကုံမှမသိဘူးအဲ့ဒီ၅ပိတ်တာမကောက်၆ပိတ်တာ၇ပိတ်တာလောက်ရှိမှာပေါ့နော်အဲ့စာဝင်ဖွင့်လိုက်တယ်ဖွင့်ပြီးအဲ့ညက်လည်းကုံတာပဲအဲ့နဲ့တိုး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 ကအခု90ပတ်ဝန်းကျင်ဖြစ်သွားတယ်အနီးကချက်တဲ့နေရာမှာလည်းအတီချာဆေးတယ်အတီချာတတရရလုတ်တယ်အလုတ်တစ်ခုကိုလေဘီဘီရောမလုတ်ဘူးအနီးကအဲတကယ်ပြောတာအဲ့ဟာအန်ဒီရဲ့စေတနာပဲအဲ့စေတနာအကျိုးပေးသွားတာလားလို့ ချားဆိုင်နေနဲ့မတူဘဲနဲ့ထူးခြားတဲ့ချက်ကဘာလဲဆိုတော့ဝတ်သားတုတ်တို့အတုံးကြီးကြီးလေးလှီးပေးထားရယ်ချားဆိုင်နေမှာဆိုနှစ်ချောင်းသုံးချောင်းပူးပြီးတော့စားကြရမလို့တစ်ချောင်းနဲ့နဲ့ပါဇက်ထဲမှာအပြည့်ပဲတန့်ရှင်းမှုလည်းရှိတယ် street food ဆိုပေမဲ့ပေါ့နော်ပြီးတော့အရန်ကြိုက်တယ်ပရိသတ်ကြီးလေးလာစားဖို့ဖိတ်ခေါ်တယ်အဲဆိုင်လေးကိုလာစားခြင်းနဲ့ဆိုတော့ဆိုင်လေးကရန်ကင်း12လုံးတန်းမီပွိုင်းထောက်မှရှိရယ်ရှားလည်းလွယ်တယ်ဒီမှာမီပွိုင်းရှိရယ်ဆိုင်ဖွင့်ချိန်ကအဲမနက်7:00နာရီကနေပြီးတော့ည9:00နာရီထိ တော့ဒီနေ့မီးရလာတာဆိုတော့စုံစုံလင်းလေးစားလို့ရတယ်ပိတ်သက်တွေလည်းဘယ်လိုမျိုးအစုံစားခြင်းလို့ရှင် sorry လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်အာမီးရနေ့ဘိုက်ပြွားရတဲ့ပြန်တော့မယ်တတား